raising နဲ့မှာဘာပစ္စည်းလေးတွေထည့်ပြီးတော့သုံးလို့ရတယ်ဆိုတာကိုပြပြပေးပါမယ်နော်ဆိုတော့ Brahma ဆိုဒီတို့ popular ဖြစ်ဆုံးပေါ့နော်ဒီ raising နဲ့ထည့်သုံးတဲ့ပစ္စည်းလို့ပြောရမယ်ဆိုလို့ရှိရင်တို့ပန်းချောက်ကလေးပေါ့နော်အပန်းချောက်ကလေးတော့တိရွဲ့အချောက်ကလေးတွေကိုထည့်ပြီးသုံးလို့ရတယ်ပေါ့နော်ဆိုတော့ဒီ raising ကသူကပူတဲ့သဘောရှိရေပေါ့နော်ဆွဲခါကျတော့ တကယ်လို့တော့ပန်းအချောင်းမဟုတ်ဖ ೇನೆ ဟလာဒီအဆိုးပေါ့နော်တဘာဝပန်းအဆိုးကိုသုံးမိတယ်ဆိုလို့ရှိရင်သူကဒီ color change သွားတာတို့ပြီးတော့လောင်တလိုမျိုးကြီးဖြစ်သွားတော့ဘာလို့ဖြစ်တတ်တယ်ပေါ့နော်အရှောင်ကမလှတော့ဘူးပေါ့နော်ဆိုတော့အတွက်ဒီမသုံးခင်မှာပန်းကလုံးဝပန်း၆ဖြစ်ကြမယ်ပေါ့နော်တိရဲဆိုလည်းအတူတူပဲပေါ့နော်ဒီဟာဆိုလို့ရှိရင်အမလောလောဆယ်လုတ်ထားရတာပေါ့နော်ဒါဆိုရင်အမပန်း၆သုံးပြီးသုံးထားပေါ့နော်ဆိုတော့ဒီပန်းအချောက်ပဲလား ဒီတဘာဝပန်းပေါ့နော်တဘာဝပန်းမဲလားဆိုတော့မဟုတ်ဘူးဒီလိုမျိုးတို့ဒါဆိုလို့ရှိရင်ဒါမှ plastic ပန်းပေါ့နော်ဒီပန်းအဖြူအဖြူလေးပေါ့နော်ဆိုလို့ရှိရင်တော့ဒီ resin နဲ့ထည့်သွင်းလိုက်တဲ့အချိန်မှာသူကဘယ်လိုပြောမလဲချစ်စရာချစ်စရာလေးပေါ့နော်အဲအဲ့လိုမျိုးဒါဒါတဘာဝပန်းမဟုတ်ပေမဲ့လည်းဒီလိုမျိုး plastic ပန်းလေးပေါ့နော်ကိုထည့်သွင်းလို့ရတယ်ကြည့်ကောင်းမဲ့ဟာမျိုးပေါ့နော်ပြီးလို့ရှိရင်အတီဟာဆိုလို့ရှိရင်လည်း အဲဒါဆိုလည်းဒါသူပလတ်စတစ်ပဲပေါ့နော်သူဆိုလို့ရှိရင်ဒါနှစ်ဖက်နှစ်ဖက်လားအဲ့ပန်းလေးပေါ့နော်အဲဒီလိုမျိုးကိုကိုဘယ်လိုပြောမလဲအိုင်ဒီယာရှင်းရှင်းတဲ့လိုမျိုးထည့်ပြီးတော့တုံးရအောင်နော်ဒါပေမဲ့အတိအကတော့အချောင်ဖြစ်ကြမှာပေါ့နော်ပြီးတော့နောက်ပါထည့်လို့ရလဲဆိုလို့ရှိရင်တို့အခီယူခွန်အခီယူခွန်လေးထည့်လို့ရမယ်ပေးရင်တဲမုံလေးတွေထည့်လို့ရမယ်နောက်ပြီးတော့နောက်ကြောက်အလှကြောက်တုံးလေးပေါ့နော်လှလှအလှအတုံးလေးတွေ ရောင်စုံပေါ့เนาะအဲအဲ့လိုမျိုးထည့်ပြီးတော့လည်းအသုံးလို့ရမှာပေါ့เนาะနောက်တချို့တွေဆိုလို့ရှိရင်ဒီတချို့ project တွေပေါ့เนาะသူတို့ coffee sea နဲ့လောက်တာမျိုးလည်းရှိတယ်ပြီးတော့နောက်တချို့တွေဆိုစံစီလေးတုံပြီးတော့ပေါ့เนาะအလောင်းပေါ့เนาะလောင်းကိုလုတ်ပြီးတော့အသုံးလို့လည်းရတယ်ပေါ့เนาะပြီးတဲ့အခါမှာဒီတို့ glitter လေးတွေလည်းထည့်ပြီးသုံးလို့ရတယ်ပေါ့เนาะ glitter ဆိုလို့ရှိရင်ဒါဒီလိုဒီလိုမျိုးလေးပေါ့เนาะဒီလိုအစင်းရောင်ဖက်ကလေးတို့ကတော့ shining နေတယ် เนาะအဲ့လိုမျိုးဒီလို glitter လေးတွေထည့်ပြီးသုံးလို့ရမယ်ပြီးတဲ့အခါမှာဒီလိုမျိုးရွှေရောင်အဖတ်ကလေးပေါ့เนาะအဲဒီလိုဒီလိုရွှေရောင်အဖတ်အဲအဲ့လိုမျိုးဒီအရောင်အဖတ်ကလေးဆိုလည်းသူရောင်းဆုံးလာတယ်ပေါ့เนาะကိုကိုကြိုက်နေတဲ့အရောင်ကိုအဲ့လိုမျိုးသုံးလို့ရတယ်ပြီးလို့ရှင်ရင်ဒီလိုမျိုး ဒီလိုအမှုလေးပေါ့နော်ကလစ်တာတန်လက်ကလစ်တာအမှုပဲပေါ့နော်အဲဒီလိုမျိုးလေးတွေလည်းထည့်ပြီးတော့သုံးလို့ရပါတယ်နော်ဘာတွေထည့်ပြီးတော့သုံးလို့ရတယ်ဆိုလို့ရှင်တို့ဓာတ်ပုံပေါ့နော်ဓာတ်ပုံကိုခြေရသူခြေရနဲ့တည်းရဓာတ်ပုံလို့အဲဒါမို့သူတငယ်ချင်းချင်းချင်းပေါ့နော်ဒီလက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ်ဒီဓာတ်ပုံ ထုတ်ပြီးတော့ပေါ့နော်ဒီ basin ထဲမှာထည့်ပြီးတော့သုံးလို့ရတယ်အဥပမာဒီဟာဆိုလို့ရှိရင်ဒါမှဒီမှာတွေ့မက္ကဆီကို kitchen လေးပေါ့နော်မက္ကဆီက kitchen လို့ထားတာသူကတိတော့နှစ်ဖက်နပ်ပနာပေါ့နော်အဲဒီဟာဆိုလို့ရှိရင်ဒါတက်ပုံထုတ်ပြီးတော့လုပ်ထားမှာမျိုးပေါ့နော်ဆိုတော့ဒီလိုမျိုးတက်ပုံလေးထည့်ပြီးလုပ်ရရတယ်ပြီးတော့တစ်ခါ အာ name name sticker ပေါ့နော် name sticker လေးတွေထည့်ပြီးသုံးလို့ရတယ်ပြီးတော့တစ်ခါမှတချို့ဒီအမေတွေပေါ့နော်အမေတွေဒီအာကိုကလေးရဲ့ဒီငယ်သွားလဲတဲ့အချိန်မှာချွတ်သွားတယ်ပေါ့နော်အဲအဲသွားကိုလည်းထည့်ပြီးတော့လောက်ကြတာရှိတယ်နောက်ပြီးတော့ဒီကိုအိမ်မွေးတိရစ္ဆာန်ပေါ့နော်ခွေးလေးရဲ့အကြောင်းလေးတွေရဲ့ဒီအမွှေးပေါ့နော် အဲအမွေးလေးတွေကိုလည်းအမတရားထည့်ပြီးလုပ်ကြရပေါ့နော်အစပင်ဆိုလည်းအဒီဘယ်လိုပြောမလဲထည့်ပြီးသုံးလို့ရတယ်ပေါ့နော်နောက်တချို့ဒီကိုရဲ့အဆုံးသွားတဲ့သူတယောက်ယောက်ရဲ့ပေါ့နော်ဒီပြာမုံလေးတွေပါလေးတွေလည်းအဲထည့်ပြီးတော့ reason ထဲမှာသုံးလို့ရတယ်ပေါ့နော်ဆိုတော့သူကဒီ reason ကကိုလုံနိုင်တဲ့ option တွေအများကြီးပဲရှိရပေါ့နော်အဲကိုကို idea ရှင်းရှိတယ်လို့မျိုး reason ထဲမှာထည့်ပြီးတော့သုံးလို့ရတယ်ပေါ့နော်